ော်ကျွန်တော်တို့ရတဲ့တရင်ကမားခဲ့တယ်မားခဲ့တယ်အခုရွှေညောင်ပင်နဲ့ဒီတော့ဒီဗန်ဝေးပေါ့နော်ဗန်ဝေးရွှေညောင်ပင်နဲ့30ကြားမှာရှိတဲ့ကြောက်သုံးလုံးရွာမှာ MNDA ကိုကန့်အဖွဲ့တွေဒီနေ့စနေပိတွေရောဖိုးကြီးကားတွေရောနဲ့နော်အင်အား900ခန့်ခမန်းအင်အားပေါ့နော်900ခန့်ရောက်ရှိနေပြီဖြစ်တယ်သူတို့မကျေနပ်တာကဂန်းကောနော်ဂန်းကောကိုသူတို့ပြန်ပေးလိုက်ရတဲ့အချိန်မှာသူတို့မကျေနပ်လို့ဂန်းကောကိုတိုက်မယ်ဆိုပြီးတော့ဒီနေ့28ရက်နေ့တိုက်မယ်လို့သူတို့ကြေညာထားတယ်ဒါပေမဲ့ ဖြစ်စဉ်ကအဲ့ဒီအရင်တစ်ခေါက်တော့ကန်းကုန်တိုက်တာ16ရက်နေ့တိုက်မယ်ဆိုပြီးတော့မှ25ရက်နေ့မှာစတိုက်တယ်ခုနှစ်ရက်กว่าတယ်တပတ်တပတ်ကြာပြီးမှတိုက်တယ်အခု28ရက်နေ့တိုက်မယ်လို့ညင်ညာထားတယ်ဒီတကြံအတွင်းပေါ့နော်နည်းနည်းလေးလူဝင်လူထွက်တွေဂယူးစားရမယ်ပေါ့နော်ဒါနောက်တစ်ခုကတော့ကံဘောဇာပန်ကံဘောဇာပန်နဲ့ပတ်သက်တဲ့ကိစ္စလေးတစ်ခုပေါ့နော်ကံဘောဇာပန်ကိုအဲ့မှာဥထုံးနေဝင်ဆိုတဲ့မတ်ပုံထင်အမှတ်ကိုမြင်ဆောင်ခခမဆနိုင်ကန်ဆောင်တဲ့လူပေါ့နော် အဲ2025ခုနှစ်ကဖေဖော်ဝါရီလ25ရက်နေ့မှာငွေကြေးလိမ်လည်မှုတစ်ခုကြုံတွေ့ခဲ့ရပါတယ်တဲ့ထိုကိစ္စနဲ့ပတ်သက်ပြီး2025ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာလူမှုကွန်ရက်ပေါ်မှာ live video များ post မှန်မှတဆင့်ကမ္ဘောဒါဘဏ်ဤဂုံဒီအကြဆင်းတယ်လို့ဖြစ်အောင်ဝေဖန်ပြောဆိုမှုများပြုလုပ်ခဲ့တယ်တဲ့ဖြစ်စဉ်မှာ2025ခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့တွင်ကျွန်တော်ဤ TMW Mobile ဖုံးပြင်ဆိုင်မှာဝန်ထမ်းတည်တဲ့လိန်လယ်သူဤအယုံသွင်းပြောဆိုမှုကိုခံရပြီးမှားရင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်တဲ့ KBZ ပေးဤ ်ဤပညာချိုးယွင်းမှုမာယွင်းမှုကြောင့်လုံးဝမဟုတ်ပါတဲ့အဆိုပါကိစ္စနဲ့ပတ်သက်၍ဝန်ထမ်းများအားတာဝန်အရလှုပ်ထုံးလုပ်နေတဲ့အညီဆောင်ရွက်မှုများပေါ်အထင်မြင်လွဲမှားပြီး2025ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှစ၍ကမ္ဘောဇာဘဏ်နဲ့ကေဗီဇာပေးဝန်ထမ်းများအားဝေဖန်စွပ်စွဲဝေဖန်စွပ်စွဲပြောဆိုခဲ့ခြင်းနဲ့လူမှုကွန်ရက်ပေါ်တွင်ကိုယ်တိုင်ဖြစ်စေခြားသူများ၏ပြောဆိုမှုများကိုပြန်လည်ဝေမျှရန်ဖြစ်စေပြုပြုလုပ်ပြောဆိုစွပ်စွဲခဲ့မိပါသည်တဲ့ကျွန်တော်ဤစိတ်ကံစားမှုတွင်အခြေခံသော ပြောဆိုချက်များဖြစ်သည့် အခြေအနေမရှိမမမကန်ပဲကံဘောဇပန် KBZ ပေးနေ၎င်း၏ဝန်ထမ်းများ၏ဂုဏ်သိက္ခာများကိုများစွာထိခိုက်စေခဲ့ပါသည်တဲ့ကျွန်တော်၏အပြုမူသည့် electronic ဆက်သွယ်ရေးဆောင်ရွက်ရေးဥပဒေ66ကာကြီးနှင့်အသေးရေးပြန့်မှုပုံမှန်900ရုပ်ဖြင့်အရာဆွဲဆိုခံရနိုင်ကြောင်းနားလည်ပါတယ်တဲ့ထို့သောပြောဆိုခဲ့သောစကားများဆွဆွဲခဲ့မှုများအားပြန်လေရုံသိမ်းပါတယ်တဲ့ကံဘောဇာပန် KBZ ပေးနေ၎င်း၏ဝန်ထမ်းများကျွန်တော်ကြုံတွေ့ခဲ့ရသောငွေကြေးလိမ်လည်မှုနှင့်ဆက်လင်း၍တက်မှတ်ထားသည့်လုံထုံးလုံဒီများနှင့်အညီအချိန်နှင့်တပင်းညတောင်းဝယူမှု တောင်းနေနိုင်မှုရှိတာပြင်လှုပ်ဆောင်ခဲ့ကြောင်းနဲ့ဖြစ်ပွားခဲ့သောလိမ့်လည်မှုတွင်ပါဝင်ပတ်သက်ခြင်းမရှိကြောင်းနားလည်ပါတယ်တဲ့ကျွန်တော်၏လောက်ရများနှင့်စကားများကြောင့်ဖြစ်ပေါ်ခဲ့သောထိခိုက်မှုများအတွက်အလွန်စိတ်မကောင်းဖြစ်ရပါတယ်တဲ့ကံဘောဇာပံ KBZ ပေးနှင့်၎င်း၏ဝန်ထမ်းများအားစိတ်နှောက်ရဖြစ်စေခဲ့ခြင်းနှင့်ထိခိုက်စေခဲ့ခြင်းများအတွက်စိတ်ရင်းမှန်ဖြင့်တရားဝင်တောင်းပန်အပ်ပါတယ်တဲ့ဥထုဥထုံးနေဝင်မတ်ပုံနေအမတ်ကိုမြင့်ဆောင်မခစနိုင်မခစနိုင်ပေါ့နော်မတ်ပုံနေဟိုကတော့မထဲတော့ပါဘူးအဲ့တော့ ျွန်တော်ပြောခဲ့ပါတယ်အဲ့ဖြစ်စဉ်တော့ကဒါကတော့မြမအလင်းတရင်းသားမှာတရားဝင်ပီပီဇက်နော်နာယကာကြီးနော်ဥအောင်ကိုဝင်ဆရာအကြောင်းတို့နဲ့မြမတိုင်းနိုင်ငံမှာနော်အကြီးမားဆုံးသောဘန်တစ်ခုဖြစ်တဲ့ပီပီဇက်ပေးပေါ့နော်ပီပီဇက်ပေးကိုဒီလိုပေါ့နော်သူကသူရွေချက်ရှိတာမရှိတာကျွန်တော်လည်းမသိသူကစိတ်ခံစားမှုလဲလို့တော့ပြောတာပဲပေါ့နော်အဲပြောနေတာအဲ့ဒီတော့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီငွေကြေးလိမ့်လည်မှုပါလို့ဟိုဆရာကျောင်းအနေနဲ့ပေါ့နော် ဟိုပြောနေတာအဲ့ဒီငွေကြေးလောက်ကဆရာကျောင်းနေနဲ့တောင်ဝင်ဟုတောင်ဝင်ခံမှုနဲ့ဖြည့်ရှင်းနိုင်တယ်နော်ကဘာတိတဲ့ကမ္ဘောဒါပန်ကြီးဗျာနော်အဲ့ဒါကိုအမှပြောကြဆိုကြခဲ့သေးတယ်အဲ့တုန်းကလည်းကျွန်တော်ပြောတယ်အဲ့တော့ကျွန်တော်ပြောတဲ့စကားကိုလည်းတချို့လူတွေကအဲကြောက်အားကြီးတာပေါ့မြန်မာလူမျိုးကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့တချို့သောမွေးရပါကြက်မပြည့်တဲ့လူတွေတခုခုဆိုရအောင်အရန်ကြောက်တာအဲအဲ့လိုလူတွေကဘလို့သွားဖြစ်လဲဆိုတော့အာ KB ဇပေးရပါဖြစ်တယ်လို့ညာဖြစ်တယ်လို့ပြောတော့ကျွန်တော်ပြောတာ ဒီကိစ္စကိုဆရာကျောင်းအနေနဲ့เนาะဖြေရှင်းနိုင်တယ်ဒါပေမဲ့ထင်မြင်ယူဆချက်တွေအပေါ်မှာလွဲမှားမှုတွေရှိမယ်အဲ့ဒီလွဲမှားမှုတွေကိုအမှန်တရားဆိုတာနောက်မှပေါ်တာအဲ့ဒါတွေကိုအရင်ဒီကိုယ့်ရဲ့ဗန်တစ်ခုလုံးကိုကြီးမားတဲ့ကံဘောဇာဗန်ကြီးကိုတိုက်ခိုက်ခံရတာကိုအမှန်တရားကိုအရင်ဆုံးပေါ်ဆောင်ရမှာအဲ့တော့ပြည်သူလူထုမဟုတ်ပါကံဘောဇာဗန်တာဝန်ရှိတဲ့အားဖြင့်ရောရမယ်ပြုတ်ရမယ်ပြည်သူကအဲ့လိုမျိုးเนาะခင်ဗျားတို့လည်းဟိုနည်းနည်းလေးတော့เนาะတပြေပြေခင့်တဲ့အညီတော့ဟိုနိုင်ငံတနိုင်ငံ နိုင်ငံတကာနိုင်ငံကြီးတွေစာပြီးတော့ကဘာကြီးအထိတိုးတက်နေတဲ့အချိန်မှာသူများပြောတိုင်းလိုက်မယုံနဲ့အဲ့တော့သူများပြောတိုင်းလိုက်ယုံတော့အမောင်တောင်မဲမြောင်မဲမသိတဲ့နော်တောင်မြေလွတ်တဲ့ခွေးတွေလိုဖြစ်တတ်တယ်နော်အခုအဲ့ဒါမြန်မာအလင်းမှာဒီကမ္ဘောဇာဘန်နဲ့တရားဝင်ပေါ်လာပြီကျွန်တော်ဇော်ဘုံဟိနော်ကျွန်တော်ကခွန်ရှိ3 5 3လုံး3ကြာကို3ကြာ KP အကောင့်နံပါတ်နော်မျိုးမျိုးတခုတွေသုံးပါတယ်လို့အကြိမ်ကြိမ်အခါခါပြောတာကိုစစ်သားလေးတွေအတွက်လူပါအောင်စစ်သားလေးတွေလူပါအောင်မှာ KP ဆိုတာမက်ဝင်းအကောင့်နဲ့ ်လိန်နာပါသွားတယ်ဗျာပြီးမှကျွန်တော်ကိုလွဲပါတယ်ဆိုပြီးတော့လာပို့တယ်ကဲကျွန်တော်ကအလူမခံဘူးလို့ကျွန်တော်ပြောတယ်နော်အဲ့ဒါဟုတ်ဟာကိုတော်ဘုန်းကြီးအဲ့မှာလူလိုက်တယ်နော်သူပြောတာဟာပတ်စံကြီးအများကြီးတိန့်တရာနီးပါတော့ဟိုလူက၅သိန်းဟိုလူက၃သိန်း၃သိန်းနဲ့နော်ကျွန်တော်ရဲ့ KB အကောင့်အခုကျွန်တော်တက်မလို့သားတွေကိုနိုင်တော့လူတယ်ရေတန်းဆက်တွေကျွန်တော်လူမယ်အဲကျွန်တော်ရဲ့ KB အကောင့်ခွန်ရှင်းတော့၅သုံးလုံးတေချာ၃ချာခု၃ချာပဲရှိတာအလူမခံဘူးနော်ပြောပြတာနော်အဲ့တော့ရတော့ အဲ့ဒီကိပီဇပေးအဲ့လိုတခါဖြစ်တော့ပြင်ဦးလည်းမလဲလူတွေယုံ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 တော့ထုတ်ထုတ်တယ်ထုတ်တယ်ကျွန်တော်ကိုယ်တိုင်သွားပြောတယ်မဟုတ်ပါဘူးခင်ဗျားတို့အဲ့လိုမလုပ်ကြပါနဲ့နော်ဒီနိုင်ငံကြီးအခင်းချင်းမှလည်းအဲ့လိုပဲနော်ဒေါ်စုကြည်ကိုအာနာမဲမတမာမှုနဲ့အဖန်းစီထိမ့်သိမ်းလိုက်တဲ့အချိန်မှာမန္တလေးမှာစံတွေဝယ်တယ်စီတွေဝယ်တယ်တခုခုဆိုတာနဲ့နော်အဲ့လိုစီးပွားရေးလုပ်ငန်းရှင်တွေမတမာတဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ဘောနော်လုံဆောင်မှုတွေအဲ့ဒီအဲ့ဒီဥစ္စာတွေကိုနော်ခံရတယ် เนาะအဲ့တော့ကျတော့ညီမသတင်းပေးတာဘလို့ကြီးလေးအေးအခုပြောမယ်အခုအေးရရပြီလေးနော်ခဏလေးเนาะအမှကျွန်တော်သတင်းမှာရှေးတန်းကမှသတင်းပေးနေပေးနေတာအဲ့တော့ဒီကံမောဒဘန်ဟာထုတ်တယ်အမေစုဘန်းနာတို့ပြောအမေစုဘန်းလို့စီစေးတွေကုံစင်းလုံးတွေဘာဖြစ်ညာဖြစ်နေဟာဝိုင်းအောင်တော့ကုံစင်းလုံးကထိန်းထိန်းလို့မရတော့မတမာတဲ့စီပွားရေးလုပ်ငန်းရှင်လူတစုကလုပ်တယ်အခုလည်း KB ဇက်ဘန်ကိုအပုတ်ချချင်တာနဲ့အော် KB ဇက်ဘေးကဘာဖြစ်နေမလဲဟီး မြန်မာနိုင်ငံမှာ KBZ ဘန်တော့ဘောနောတောင်းဝင်မှုတောင်းဝင်ခံမှုရှိတာ KBZ ဘန်ပဲရှိတယ်။နော်အားလုံးကတော့ရှိတာပေါ့ KBZ ဘန်တို့ဥဒေါ်တော်ရဲ့ AOR ဘန်တို့အမရိုးမဘန်တို့နော် CB ဘန်တို့ဒါပေမဲ့ KBZ ဘန် KBK ဘေးနဲ့ပဲသုံးတယ် KB ကိုတိုက်ခိုက်တယ်ဆိုလို့ကြတော့တခါတလေကြာရင်လူတွေကကျေးဇူးတရားကိုနားမလည်ဘူးကြာနော်ဒါမြန်မာပြည်မှာဖြစ်ရိုးဖြစ်စဉ်ရှိတဲ့တစ်ခုပါနော်အဲ့တော့စစ်သည်တွေလေးတွေဆက်လက်လုပ်အောင်မှာမလို့နော်ခွင့်ပြုပါဦးမြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်လဲရောက်နေတဲ့ တက်မလို့သားတွေဘေးရနေအကင်းစီပြီးနောက်တန်းမိသားစုတွေနဲ့အမြန်ဆုံးပြန်လဲစုံစည်းနိုင်ပါသည်